ကုသကံရဲ့တဘာဝဘာလို့ဆိုရင်သူ့တဘာဝအတိုင်းသူကအကျိုးတစ်ခုထုတ်ထုတ်လို့တယ်ဆိုပါစို့လှူတဲ့တန်းနဲ့ပိတ်ကန်းနဲ့စွန့်ကြဲတယ်ဆိုရင်ဒါနကုသရဲ့ reaction ပါတော့တုတ်ပြန်လာတာကကိုကလှူတော့တစ်ဖက်သားကရသွားပြီးစိတ်ချမ်းသာမှုတွေရဒီပစ္စည်းရသွားသည့်အတွက်ကြောင့်လက်ခံရရှိတဲ့ပုဂ္ဂိုလ်ကဝန်ပန်းတတဖြစ်တယ် အဲ့ဒီဝမ်ပန္တတာဖြစ်တဲ့ဒုက္ခမျိုးလှူဒါန်းတဲ့လူစီပြန်ရောက်လာတယ်။ညာတဘာဝရဲ့တုတ်ပြန်မှုလို့ခေါ်တယ်။ကိုယ်လှုပ်တာအတိပင်နဲ့ကိုယ်စီပြန်ရောက်တယ်။မကောင်းတဲ့အကုသိုလ်ဆိုလို့ရှိရင်လေကိုကလူတယောက်ကိုဒုက္ခဖြစ်အောင်လုပ်လိုက်တယ်။အဲ့ဒီဒုက္ခဟာတစ်ဖက်သားခံစားရတယ်။အဲ့ဒီခံစားရတဲ့ဒုက္ခသည်တနေ့တစ်ချိန်ကျကိုယ်စီပြန်ရောက်လာတယ်။ဒါကံကြမ္မာရဲ့သဘော။သီလစောင့်တည်တဲ့အခါမှာထိုသီလရဲ့အကျိုးတရားဟာ စဉ်းစားကြည့်ဒီသူများအသက်မတတ်ဘူးဆိုရင်ကိုယ်အသက်တတ်မယ်လို့ရှိသူများဥစ္စာမခိုးဘူးဆိုရင်ကိုယ်ဥစ္စာခိုးမယ်လို့ရှိဒီအကျိုးလေးတွေကကိုလုတ်တဲ့ပုံစံလေးအတိုင်းကိုယ်စီပြန်ရောက်လာအဲ့ဒီဟာတွေကအရေးမပါဘူးလားဆိုအရေးပါတာပဲကြားလဲဘဝရလာလို့ဆိုရင်ရှိပါဥစ္စာရှိအသက်ရှိတယ်ချမ်းသာတယ်ပစ္စည်းဥစ္စာခိုင်မြဲတယ်လူချစ်လူရင်ပေါ်တယ်ကိုယ်ကမတရားဆွဆွဲခံရတာမရှိဘူးအတိညာရှိတယ်ဆိုတော့ ဒါတိလရဲ့အကျိုးတွေဟာဒီလိုပြန်လာတုံ့ပြန်မှုတွေပေါ့